ဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်မူလေးဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ရှင်းပြပြောပြတောင်းပန်ခြင်းလို့တက်ဆက်ပြီးတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ခင်ဗျအာလွန်ခဲ့သော18ရက်တလပိုင်း2025ကကျွန်တော်ရဲ့ TikTok အကောင့်မှာကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုတင်ခဲ့ပါတယ်အဲ့ဒီဗီဒီယိုဖိုင်တင်ရတဲ့အကြောင်းရင်းလေးကိုလည်းပြောပြပေးပါမယ်ခင်ဗျာနော်အဲ့ဒီဗီဒီယိုဖိုင်ထဲမှာကျွန်တော်ရိုက်လိုက်တော့ရိုက်ခံရတဲ့သူဒီကျွန်တော်မူလေးအား အာမိသားစုခုံတိတ်ခါကောကျွန်တော်ရဲ့အကျိုးစီးပွားထိခိုက်အောင်ရောဗတ်ပေါင်းစုံကပျက်စီးရပျက်စီးကြောင်းကျွန်တော်ကို၅ကြိမ်ထက်မနည်း၅ကြိမ်ထက်မနည်းကြိမ်ခံများစွာကျွန်တော်ကို ရေးသားပြောဆိုတိုက်ခတ်အမျိုးမျိုးအချိန်ချင်းနှောက်ရက်ခဲ့တော်သူ ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနှောက်ရက်ခဲ့တော်သူကိုလည်းကျွန်တော်ကသူနှောက်ရက်ခဲ့တဲ့နှောက်ရက်ပြီးရေးသားပြောဆိုတဲ့အချိန်တိုင်းအချိန်တိုင်းအခါတိုင်းအခါတိုင်းအောင်လည်း ခွင့်လွှတ်ပေးခဲ့ပါတယ်အဲကျွန်တော်ခွင့်လွှတ်ပေးခဲ့တဲ့အလျောက်မှာမကြသောမကြသေးခင်အချိန်ကပေါ့နော်ထပ်မံပြီးတော့ပြောဆိုရေးသားတဲ့အချိန်မှာကျွန်တော်သူရှိတဲ့နေရာထိသွားရောက်ဆုံဆန်းပြီးတော့ကျွန်တော်သူ့ကိုသွားတွေ့တဲ့အချိန်မှာလည်းသူ့ရဲ့အုတ်ထင်းသူဖြစ်တဲ့သူ့ရဲ့ဆရာကိုခွင့်ပြုချက်တောင်းပြီးတော့မှသူ့ကိုကိုယ်တိုင်ကိုကြကျွန်တော်ကိုယ်တိုင်သွားတွေ့ခြင်းကြီးမဖြစ်ပါတယ်သူကိုယ်တိုင်သူ့ရဲ့အမားကိုတိပြီးတော့ကျွန်တော်ရှိမှလာရောက်တောင်းပန်တာမဟုတ်ပါဘူးခင်ဗျာနော် ူဒီကျွန်တော်ကိုအငြင်းအဲ့လိုမျိုးဟိုငားချင်ထက်မနေကျွန်တော်ရဲ့အကျိုးစီးပွားရောနာမည်ရောဂုံတိတ်ခါရောအာနီးမျိုးစုံနဲ့အချိန်ချင်းအခါခါအဲ့လိုမျိုးပြောဆိုရေးသားနေခြင်းကိုကျွန်တော်ကတွားတွေ့ရဲ့အချိန်မှာသူ့ရဲ့ဆရာရှိမှာခွင့်ပြုချက်တောင်းပြီးတော့ကျွန်တော်ကိုယ်တိုင်တွားတွေ့ခဲ့ခြင်းမှာတွားတွေ့တဲ့အချိန်မှာလည်းကျွန်တော်ရဲ့အဲလူငယ်ဆိုတော့ကျွန်တော်ရဲ့စိတ်က တကင်ကကျွန်တော်ကိုအချင်းချင်းစော်ကားတဲ့သူကိုတွေးလိုက်တဲ့အချိန်မှာကျွန်တော်ရမထိန်နိုင်လိုက်တဲ့တကင်ကစိတ်လေးကြောက်အမှန်ပါလေကျွန်တော်ဝန်ခံပါတယ်ခင်ဗျကျွန်တော်သူ့ရိုက်လိုက်မိပါတယ်အဲ့ရိုက်လိုက်တဲ့ဆိုတာကလည်းကျွန်တော်ရမဟုတ်မခံမဟုတ်မခံစိတ်ပေါ့နော်ကျွန်တော်ဒီအဲမွေးလာတဲ့အခုချိန်ဒီကျွန်တော်တဘာသူကိုပေါ့နော်တဘာသူပေါ်မှာအဲမိသူသူ မိသူတစုံတုံးအဲတစုံတရာတူတယောက်ကိုအခုချိန်ထိမိသူတူတယောက်ကိုမှအခုချိန်ထိအဲနာမည်ပျက်စီးစေလိုတဲ့စိတ်အကျိုးစီးပွားပျက်စီးလိုတဲ့စိတ်မိသားစုဂုဏ်သိက္ခာပျက်စီးလိုတဲ့စိတ်အဲသူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကြောက်အောင်ပြုလို့ပြုလို့လိုတဲ့စိတ်အဲသူများတကာထမင်းကိုရိုက်ခွဲလိုတဲ့စိတ်အဲ့လိုစိတ်မျိုးနဲ့ကျွန်တော် ရက်တီရှင်တန်လာခဲ့တဲ့လူတယောက်မဟုတ်ပါဘူးခင်ဗျအဲ့လိုလုပ်ရမျိုးလဲကျွန်တော်ကိုယ်တိုင်လည်းမကြိုက်တလို့ကျွန်တော်လုံလာခဲ့လို့ရှိရင်လဲကျွန်တော်ရဲ့မွေးရပါကျွန်တော်ရဲ့အားနေချက်ပေါ့နော်အားနေချက်ကတော့ကျွန်တော်မဟုတ်မခံစိတ်လေးနဲ့ကျွန်တော်တွားရောက်ပြီးတော့ကျွန်တော်ကိုစော်ကားတဲ့သူကိုတွားရောက်ပြီးတွေ့တဲ့အချိန်မှာကျွန်တော်ကိုအဲ့လိုမျိုးပြုတ်လုတဲ့လူကိုကျွန်တော်ခွင့်လုပ်ပါတယ်ဆိုပြီးတော့အေးအေးချင်းနဲ့အေးအေးချင်းချင်းနဲ့ကျွန်တော် ခွင့်လုံးမပေးနိုင်ခဲ့ပဲနဲ့ကျွန်တော်ရိုက်လိုက်မိတယ်ပေါ့နော်အဲ့အတွက်အဲအဲ့ဒီရိုက်လိုက်တာကလည်းကျွန်တော်မှားပါတယ်ဝင်ခံတယ်မှားတယ်ဆိုတာကလည်းကျွန်တော်ကရိုက်ပဲရိုက်လိုက်မိတာပါသူ့ရဲ့ဟိုမိသားစုတိတ်ခါကြာဆင်းစကြာဆင်းစီလိုရဲ့စိတ်ကျွန်တော်မှာမရှိဘူးအဲကျွန်တော်သူ့ကိုစတေကာလေးလက်အုပ်ပေးခဲ့တယ်ကျွန်တော်အချိန်ကြီးစော်ကားခဲ့တဲ့သူဒီလေအိမ်အောင်ရှိတဲ့သူလည်းမဟုတ်ဘူးအဲသူ့ကိုကျွန်တော်အဲ့လိုမျိုး ဟိုကျွန်တော်စော်ကားလို့ကျွန်တော်ကျွန်တော်ရမထိန်းကျွန်တော်စိတ်ကမထိန်းနိုင်လို့ဇိုက်လိုက်တယ်ဆိုပေမဲ့ view file တင်လိုက်မိတယ်ဆိုပေမဲ့တင်လိုက်တာကိုလည်းသူ့ရဲ့မိသားစုတွေလည်းမသိဘူးဘသူမှလည်းမသိဘူးသူနဲ့သူ့ဆရာနှစ်ဦးတည်းသာလည်းသိတယ်သူမားတယ်ဆိုတာကိုလည်းသူ့ရဲ့ဆရာလည်းသိလို့သူကိုယ်တိုင်လည်းဝန်ခံတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့ video file ကိုဘာကြောင့်တင်လိုက်ရတာလဲဆိုတော့တင်လိုက်ရတဲ့ရည်ရွယ်ချက်ကလည်း သူဒီကျွန်တော်ကိုချိန်ဖန်များစွာအချိန်ချင်းခါခါကျွန်တော်ရဲ့စီဝိုင်းထိကိုက်အောင်တော်၎င်းမိသားစုထိကိုက်အောင်တော်၎င်းဤမျိုးစုံနဲ့ကျွန်တော်ကို အချိန်ချင်းခါခါစော်ကားရေးသားထားတဲ့သူတယောက်ကိုဆိုရှယ်နက်ဝတ်ပေါ်မှာရေးသားထားတဲ့သူတယောက်ကိုငါ့ကိုဆိုရှယ်ပေါ်မှာစော်ကားထားတဲ့လူကိုငါဆိုရှယ်ပေါ်မှာပြန်တင်တယ်အပြန်တင်တယ်ဆိုတာကလည်းကျွန်တော်ကလည်းကျွန်တော်လက်လို့စပယ်တင်တာမဟုတ်ပါဘူးခင်ဗျသူ့ရဲ့အုတ်ထင်းသူဖြစ်တဲ့သူ့ရဲ့ဆရာကိုလည်းခွင့်ပြုချက်တောင်းတယ် အဲကာယကရှင်ဖြစ်တော့ကျွန်တော်ရိုက်လိုက်တဲ့အဲတဖက်ကလူလည်းကျွန်တော်ခွင့်တောင်းတယ်သူတို့ကိုယ်တိုင်ကလည်းတင်မာကူမူလေးကျွန်တော်တို့ဘက်ကမှားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုနားလဲပါတယ်ပေါ့နော်ကျွန်တော်လည်းသူတို့ကိုပြောတယ်ဒီဖီလိုဖိုင်ကိုတင်မယ်တင်မှုပိုင်အကိုပြန်ဖြတ်ပေးမယ်ကျွန်တော်တင်ခဲ့ပါတယ်ကျွန်တော်ကဘာစိတ်မှမရှိပါဘူးခင်ဗျာအဲဒို့ပေမဲ့ကျွန်တော်တင်မိတဲ့အချိန်မှာ ခုလိုမျိုးအကြောင်းအရာတွေဖြစ်မယ်လို့တော့မတွေးမိခဲ့ဘူးပေါ့နော်မတွေးမိခဲ့ဘူးဆိုတာအဲကျွန်တော်လည်းနောင်တလည်းရပါတယ်အဲဘာနောင်တရတာလဲဆိုတော့ကျွန်တော်ရဲ့မဟုတ်မခံတတ်တဲ့စိတ်ကကျွန်တော်တံပြန်ခတ်တယ်လို့ပဲကျွန်တော်ဟိုတတ်မှတ်တယ်ပေါ့နော်ကျွန်တော်သူ့ကိုတွားတွေ့တဲ့အချိန်မှာလည်းသူ့ရဲ့ဆရာအောက်ထင်းလူစီမှာတွားတွေ့တယ်သူ့ကိုကိုယ်တိုင်ပြောတယ်ဆိုတယ်မြင်မြင်ချင်းမှာကျွန်တော်ကိုကျိန်ဖယ်များစွာပြောထားတဲ့လူတယောက်ကဒီလူပါလားဆိုတဲ့လူကိုမြင်ပြီးတဲ့အချိန်မှာကျွန်တော်ရဲ့ဟိုကျွန်တော်ကတစ်ခါ နှစ်ခါလောက်ဆိုရင်ကျွန်တော်မပြောလို့လေအချင်းချင်းခါကစော်ခါထားတဲ့လူကျွန်တော်တိုက်ခိုက်ထားတဲ့လူနီးမျိုးစုံနဲ့အဲပြောဆိုဆက်ဆံထားတဲ့သူကိုအပြစ်မှမြင်တဲ့အချိန်မှာကျွန်တော်မထိနိုင်တဲ့စိတ်တော့ကျွန်တော်ရိုက်လိုက်မိကျွန်တော်အဲ့ဒီတော့သူ့ကိုတညာတော့အဖြစ်ဗီဒီယိုဖိုင်တင်တဲ့အချိန်မှာလဲသူ့စတေကာလေးကြီးလဲအုပ်ပေးထားတယ်เนาะသူဒီလဲလူလွတ်တယောက်ဖြစ်တယ် မိသားစုတွေလည်းအဲ့ဒီအကြောင်းအရာကိုသူ့ရဲ့မိသားစုတွေလည်းမသိလို့သူနဲ့ကျွန်တော်နဲ့ဟာဆိုရင်လည်းအခုချိန်မှာအေးအေးဆေးဆေးပဲတီးရှိနေပါတယ်သူလည်းသူ့ရဲ့အလုပ်ကိုသူလုပ်ကျွန်တော်လည်းကျွန်တော်ရဲ့အလုပ်ကိုကျွန်တော်လုပ်ပြီးတော့နှုတ်ဦးနှစ်ဖက်အေးအေးဆေးဆေးပြည်ပြည်လည်းလည်းရှိပါလားခင်ဗျတို့ပေမဲ့ကျွန်တော်တင်လိုက်တဲ့အချိန်မှာအာတင်ပြီးနှစ်ရက်ကြာကျွန်တော်ဗီဒီယိုဖိုင်လေးကိုပြန်ဖြတ်လိုက်ပါတယ်အခုအဲ့ဒီဗီဒီယိုဖိုင်ပြန်ဖြတ်ပြီးလို့အာမကြာသေးခင် အခုဒီရက်ပိုင်းအတွင်းနေမှာပေါ့နော်အာကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့ ဆိုရှယ်ဒီပေါ်မှာရေးသားဖို့အမျိုးမျိုးနဲ့ထင်မြင်ချက်အမျိုးမျိုးနဲ့ရေးသားနေကြတော့ညီကုံမောင်မအကူမမိတ်ဆွေများအားလုံးကိုလည်းကျွန်တော်ဘက်ကနေပြီးတော့အမြတ်တရက်ခံအပ်ပါတယ်ခင်ဗျာ အကိုတို့အမတို့မိတ်ဆွေတွေအားလုံးရေးသားနေကြသလိုပုံစံမျိုးကျွန်တော်ရဲ့စိတ်မှာမရှိပါဘူးကျွန်တော်လည်းအဲ့လိုလူမျိုးတယောက်မဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ဟို ပြောကြရင်ねကျွန်တော်ရဲ့အမှားကိုလည်းကျွန်တော်တောင်းပန်အပ်ပါတယ်ပထမဦးဆုံးအချိန်နဲ့နောက်ဆုံးအချိန်အင်းဖြစ်ရပါစီမယ်ပေါ့နော် ကျွန်တော်မှအဲ့လိုစိတ်နေစိတ်ထားအရင်လုံးကလည်းမရှိခဲ့သလိုနောက်လည်းရှိမှာမဟုတ်ပါအအခုဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်မှာလည်းကျွန်တော်ရဲ့မထိန်နိုင်နိုင်တဲ့တရင်ကဒေါသစိတ်လေးနဲ့ကျွန်တော်ကိုဆိုရှယ်ပေါ်မှာစော်ကားလို့ငါဒီဆိုရှယ်ပေါ်မှာပြန်တင်မယ်အဲ့ဒီစိတ်လေးနဲ့ပဲတင်ပြီးလိုက်ခြင်းပဲဖြစ်ပါတယ်။အကိုတို့အမတို့မိတ်ဆွေတွေအားလုံး အခုပြန်နေနေရဲ့ video file ကိုရေးသားပုံအမျိုးမျိုးရေးသားနေကြသောသူများအားလုံးတင်နေကြသောသူများအားလုံးထင်မြင်ချက်ပေးနေကြသောသူများအားလုံးတူတူတယောက်ချီစီတိုင်းကို ကျွန်တော်ဘက်ကနေပြီးတော့ပဲအဲအသက်ကြီးနေကြားမမရွေးဆံများမချီပြတိလူဒီလီသာတော့တောင်းမအပ်ပါလေခင်ဗျာနော်ကျွန်တော်ဒီအဲ့လိုလူမျိုးတယောက်မဟုတ်ပါဘူးခင်ဗျာမားတာပါရင်ဝင်နာမိပါခင်ဗျာနော်ကျွန်တော်ဘက်ကနေပြီးတော့ဘဝမှာပထမဆုံးချိန်နဲ့နောက်ဆုံးချိန်တောင်းပန်လိုက်တဲ့ video file လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ ကျွန်တော်မှဘသူဘသူနဲ့မှလည်းထမှန်ပြီးတော့ရညိုးရန်စားတွေလည်းမရှိတလို့အခုဖြစ်စင်မှာဖြစ်ပွားခဲ့တဲ့ညီလေးနဲ့ကျွန်တော်နဲ့ဆိုရင်လည်းအားလုံးအဆင်ပြေပါတယ်ခင်ဗျာနော်ဟိုကျွန်တော်ကငယ်ညာထောက်ထားသောအားဖြင့်မဟုတ်မှန်တဲ့အကြောင်းအရာတွေကိုတော့ချေကားပြီးတော့မရေးသားကြပါနဲ့လို့ပြောကြရင်ねကျွန်တော်ဘက်ကအမှားကို အမားမှန်ဒီလိုကျွန်တော်ကရဲရဲဝံ့ဝံ့ယောက်ျားပြပြီးဟုတ်ပါတယ်အားလုံးအာဆိုရှယ်ပေါ်မှာကြည့်ရှုရသူအားလုံးအမြင်မတင်အမြင်အမြင်လို့မတင်တော်တဲ့ဗီဒီယိုဖန်ကိုကျွန်တော်မစင်စားနိုင်လိုက်တဲ့တင်ကားစိတ်လေးကြောင့်ကျွန်တော်တင်လိုက်မိတဲ့စိတ်လေးပဲရှိပါတယ်ခင်ဗျာနော်အဲ့လိုမျိုးညီပေါင်းစုံနဲ့ခေါင်းစဉ်အင်မျိုးစုံ တက်ပြီးရေးသားပုံအမျိုးမျိုးနဲ့ထိမြင့်ချက်တွေပြီးထားကြတဲ့အတိုင်း ကျွန်တော်ဒီအဲ့လိုနေထိုင်နေသူတယောက်မဟုတ်ပါဘူးခင်ဗျာကျွန်တော်ဒီအေးချင်းချင်းနဲ့နေထိုင်နေသူတယောက်ပါခင်ဗျာအလုံးကိုခြေတူခင်သူအလုံးခြေတူခင်သူမုန်းသူဝေဖန်နေကြသောသူများအလုံးအမောင်အမမန်ဒီလိုမုန်းလေးပထမဦးဆုံးချိန်နဲ့ဘဝမှာတတမှာတခါဆိုသလိုနောင်တာလဲရသလိုဘဝမှာတင်မှုတာ ကျွန်တော်မှားပါတယ်ဆိုပြီးကျွန်တော်ဝင်ခံပြီးတော့ကျွန်တော် တင်တဲ့ဗီဒီယိုဖိုင်ဆိုလို့ကျွန်တော်ပို့ရမှာဒီတစ်ခါပဲရှိပါသေးတယ်ခင်ဗျเนาะအဲ့ဒီတစ်ခါတည်းမှာလဲကျွန်တော်နောင်တတော်တော်ရသွားပါပြီအဲ့အတွက်ကျွန်တော်ရအမကိုတောင်းပန်ရင်းနဲ့မှကျွန်တော်ဒီဘာကြောင့်ဘယ်လိုမျိုးဖြစ်တယ်ဘာစိတ်ကြောင့်ဘယ်လိုမျိုးတင်လိုက်တယ်ဆိုတာကိုကျွန်တော်ရှင်းပြပြောပြပြီးသွားပါပြီခင်ဗျအားလုံးအခုရေးသားနေတဲ့ထင်မြင်ချက်တွေအတိုင်းတက်နေကြတဲ့ခေါင်းစဉ်တွေအတိုင်းအဲ့လိုမျိုးမဟုတ်ပါဘူးလို့เนาะကျွန်တော်လဲလူတွေကလူပဲဖြစ်တဲ့အတွက် မမသောရှိနေမသေးသောစေတမဆိုသလိုကျွန်တော်လဲကျွန်တော်ရဲ့မဟုတ်မခံတတ်တဲ့စိတ်ကကျွန်တော်ကိုနောက်ဆုံးတော့ကျွန်တော်ပြန်ပြီးတင်ငန်းစာတွေနောင်တတွေအဲတန်ခတ်တန်ခတ်လိုက်တဲ့သဘောမျိုးအခုလိုမျိုးဖြစ်ရမျိုးတွေဖြစ်သွားတယ်ဆိုတာကိုကျွန်တော်သိလိုက်ရပြီတိလိုက်သိလိုက်ရပါပြီပေါ့နော်အဲ့အတွက်အားလုံးတောင်းပန်ပါတယ်ခင်ဗျာ ကောင်းနေအကြီးကြီးရေးတာပုံမျိုးမျိုးကြီးမဟုတ်တာတွေမရေးတာကြပါနဲ့လို့အားလုံးကျေးဇူးတင်ကြည်ကြောင်းပြောကြရင်းနဲ့ကျွန်တော်ရဲ့အမားတွေကိုလည်းတောင်းပန်ပါတယ်အဲ့ဒီကာယကရှင်ကြီးလေးနဲ့ကျွန်တော်နဲ့လည်းအဆင်ပြေပါတယ်ခင်ဗျ BU5 ပေါ့နော်ကျွန်တော်ကတင်လိုက်မိတဲ့အတွက်ကျွန်တော်အမားကိုကျွန်တော်ဝန်ခံတယ်ကျွန်တော်တောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်တင်တဲ့ချိန်မှာကျွန်တော်ပြောသလိုပဲ ိုရှယ်ပေါ်မှာစော်ကားထားလို့ဆိုရှယ်ပေါ်မှာပြန်တင်လိုက်မယ်ပြီးရင်ပြန်ဖြတ်လိုက်မယ်အဲ့ဒီစိတ်ရိုးရိုးရှင်းရှင်းပဲရှိပါတယ်ခင်ဗျเนาะအဲ့ဒီကျွန်တော်ရဲ့ရိုးရိုးရှင်းရှင်းစိတ်ကဘယ်လိုမျိုးရှုပ်ဆက်တည်ခတ်ကုန်လဲဆိုတာကတော့အဲ့ဒီခေါင်းဝင်တက်တဲ့အကူရီမတွေထင်းနေကြတဲ့ပြင်းနေကြတဲ့အကူရီမတွေပုံမှာပဲမှုတည်ပါတယ်ဒါကလည်းဘယ်သူမပြုတ်မိမိမှုအဆူသလိုပေါ့နော် ိကတော့ကျွန်တော်ဒီအဲ့လိုလူမျိုးမဟုတ်ပါဘူးဆိုတဲ့ကြောင့်ပြောကြရင်အားလုံးတောင်းပန်အပ်ပါတယ်ခင်ဗျ။ကဲအားလုံးတောင်းပန်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။